VPN နဲ့အများကြီးတမမှာ DVPN လေးကတော်တော်လေးကိုအဆင်ပြေတယ်၊သုံးရတာအဆင်ပြေတယ်။အဲဒါကြောင့်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ DVPN လေးကိုတင်ပြရတာဖြစ်ပါတယ်။ Android Phone သုံးသူတွေကို VPN လေးညှိုးပေးခြင်းတော့ဗောနော်။ VPN လေးဖြစ်တယ်ဆိုတော့ DVPN လေးဗောနော်။အဲတော့တစ်ချက်လိုက်ကြည့်ပြပါ DVPN ကိုဘယ်လိုတောင်းအောင်လဲဆိုတော့ဗောနော်။ကိုကျွန်တော်ပြထားတဲ့ VPN လေးအဲဒီကောင်လေးအဲအဲကောင်လေးဗောနော်။အဲဒါလေး VPN IFY ဆိုတာလေးဗောနော်။အဲဒါလေးကိုတောင်းခြင်းတော့ပထမဆုံးကျွန်တော်တို့ Play Store လေးကိုရင်သွားမယ်။ပြီးတော့မှ တကယ်လို့ Play Store ကလည်းမတောင်းတဘူးဆိုလဲကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာ discussion မှာကျွန်တော် link ချပေးတာအဲ့လေးကနေတော့ပြီးတောင်းလိုက်မယ်နော်အဲ့တော့ VPN IFY ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုတစ်ချက် search bar မှာရိုက်ပြီးတော့အခုလိုကြာလာမှာဖြစ်ပါတယ်ကျွန်တော်တစ်ချက်ကြည့်မယ်နော်ညာ VPN IFY unlimited VPN ဆိုပြီးတော့ရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်ပြမယ်နော်ဒီ line လည်းမစိုးဘူးနော်တော်တော်မိုက်တယ် speed လည်းကောင်းတယ်ပေါ့နော်ပြီးတော့ရှိတယ်သူက unlimited တော့မှာဆိုတော့အဆင်ပြေပေါ့နော်အာတစ်ချက်လေးလိုက်ကြည့်ပြီးဟို install မတင်ရသေးလို့ကိုဖုန်းထဲမှာ install တင်လိုက်ပါတော့။ရောက်ပါပြီဆိုရင် share ဖွင့်လိုက်ပါ။အပူပေါ်ဆိုရင်အခုဒီတိုင်းတွေ့လိမ့်မယ်နော်။ရန်တွေ့ပြီဆိုတော့ကျွန်တော်တို့ connect မလုပ်ရသေးဘူး။အဲ့တော့ကျွန်တော် server ရွေးချင်တယ်ဆိုတော့ပထမဆုံးအနေနဲ့ server ရွေးရမှာနော်။ဒီမှာ select server လေးကိုတစ်ချက်ရွေးပေးပါ။အဲ့မှာကျွန်တော်ဒါအကုန် free ပေါ့နော်။ဒါ free United States ရှိမယ်။ကျွန်တော်ဒီမှာ Poland တို့ Norway တို့ Netherlands Japan ကျွန်တော် Singapore Hong Kong အဲ့ဒါအကုန်ရှိမယ်ပေါ့နော်။အဲ့တော့ကျွန်တော်က line ဒီလိုင်းတိုင်အပြည့်ရှိတဲ့ဟာကိုကျွန်တော်တို့ရွေးပြီးတော့မှဂျပန်ဆိုလဲဂျပန်ပေါ့နော်အဲ့လိုမျိုးယူလို့ရတယ်အခုနောက်ပိုင်းကြီးတက်တော့ဂျပန်အကောက်ဖွင့်ရတယ်ဆိုရင်ဂျပန်ပြပြန်ခံပြီးဖွင့်တာဒီမှာဂျပန်ပြပြန်ခံပြီးတော့ဂျပန်အကောက်လည်းဖွင့်လို့ရတယ်ပေါ့နော်ဒီမှာဟောင်ကောင်ဆိုလဲလိုင်းပြည့်ပြီပေါ့နော်အခုကျွန်တော်ကတော့ကျွန်တော်ကတော့ဒီမှာ United State ကိုအရင်ရွေးပြီးတော့မှ contest လုပ်ကြည့်လိုက်ပေါ့နော်တစ်ချက်လေးဒါပေမဲ့ VPN ကောင်းလားမကောင်းဘူးလားဆိုတော့ကျွန်တော်တို့ ဒီကိုယ့်ရဲ့ဒီဖုန်းတိုင်တတိုင်နဲ့မိနေဆိုရင်တော့တိတ်ကောင်းမှာမဟုတ်ဘူးအဓိကတော့ကျွန်တော်တို့ကဒီဖုန်းလိုင်းနေကောင်းတဲ့နေရာမှာပို့ပြီးတော့မှ VPN သုံးလို့ကောင်းမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့အခုမှဖုန်းလိုင်းအပြည့်တက်မှာပဲကွန်နက်လောက်တာမြန်မယ်ပေါ့နော်ဒီ line လည်းပိုကောင်းသွားမယ်ကျွန်တော်ပြောချင်တာအခုကျွန်တော်တစ်ချက်ကြည့်ပါဒီမှာ speed ကိုတစ်ချက် show လိုက်ဒီမှာနော်အာ download speed နော် download speed က62ဒီ kilobyte နော်နော် 60နှစ်ဒါကကျွန်တော်ဒီတိုင်းပဲเนาะမတင်သေးဘူးတင်လိုက်ရင်ကျွန်တော်အော်တိုမက်တစ်တက်လာလိမ့်မယ်เนาะဒါကသူ့ဘက်သူ့တက်လာလိမ့်မယ်เนาะဒါဒီကွန်တက်လောက်တာလည်းမြန်နေသုံးလို့လည်းအရန်ကောင်းတယ်ကျွန်တော်တစ်ချက်ပြမယ်เนาะကျွန်တော်ဒေါင်းလိုက်ရရှင်ကျွန်တော်ဒေါင်းလို့ရှင် download speed တက်လာလိမ့်မယ်ကျွန်တော်ဒီအဲ Facebook သုံးပြီးတော့မှာ Facebook ပေါ်မှာကျွန်တော်ဗီဒီယိုတင် upload စပြီးကျွန်တော်တက်လာလိမ့်မယ်ပေါ့နော်အဲဒါကျွန်တော်တစ်ချက်ပြမယ်ခုကျွန်တော် Facebook ကိုဖွင့်ပြီးတော့မှာ Facebook ကိုဖွင့်ပြီးတော့မှကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်လိုက်မယ်ပေါ့နော်တင်လိုက်ရင်ကျွန်တော်အခုတစ်ချက်ကြည့်ပါနော်အဘလို speed ကိုကျွန်တော်တက်လာလိမ့်မယ်နော်အခုတော့မှ268အခုမှ300မှာပြည့်သေးဘူးနော်ဒီမှာ download speed ဒီလောက်တက်လာပြီပေါ့နော်တဖြည်းဖြည်းနဲ့သူက line อ่ะတဖြည်းဖြည်းနဲ့တက်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တစ်ချက်ပြမယ် Facebook ဗီဒီယိုတစ်ချက်တင်ပြမယ်ကျွန်တော်လေးအဲ့တော့ဘာရှိလဲဆိုတော့ ဆိုင်ဘယ်လောက်ရှိလဲ165 MB ရှိတယ်အဲ့ဒါလေးကျွန်တော်တစ်ချက်တင်ပြမယ်နော်အဲ့တော့တစ်ချက်တင်လိုက်မယ် Facebook ကဘယ်လောက်ဆိုင်ပဲရှိကြီးအခုနောက်ပိုင်းက VPN ချိန်ရတာခတ်နေတာတင်ရတာလည်းခတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်တင်လိုက်မယ်ပေါ့နော် ခေတင်လိုက်ပြီးဆက်ပြမယ်ဆက်ပြမယ်နော်โอเคမကြည့်ပါနော်ကျွန်တော်က download speed 1.8နဲ့ upload speed က5.6 max ဆိုပြီးရောရှိပါတယ်နော်အဆစ်မတ်တက်လာပြီတပြည့်ပြည့်နဲ့တက်လာပြီ7ဖြစ်သွားပြီကျွန်တော်အပေါ်တစ်ချက်ဆွဲမယ်ကျွန်တော်ဒီ Facebook ပို့တင်တာပြည့်တော့မယ်နော် တဖြည်းဖြည်းနဲ့သူက line ကသူကို download ဆွဲနေရှင် download speed တက်လာတယ်ဒီ upload တင်ဒီဒီ upload speed ကတက်လာတယ်ဗောန upload ဆိုတော့ကကျွန်တော်တို့ကဒီ video တွေတင်တဲ့ခါကျရင်ကျွန်တော်တို့အဲ့လိုမျိုးတင်တာဗော download တော့ခြားတာဗောနော်အမ14ဖြစ်လာတဖြည်းဖြည်းဖြစ်လာပြီဗောနော် okay ဒီမှာ post อืม19ဖြစ်သွားပြီเนาะဒီမှာတဖြည်းဖြည်းနဲ့ကျွန်တော် download speed တက်လာတယ် upload speed တက်လာတယ်ဗောနော် ဒီ upload လုပ်တာကကျွန်တော်တို့ဒီ speed ဒီများလေကောင်းလေမြန်လေပေါ့နော်အဲ့တော့ Facebook သုံးရတာအဆင်ပြေလေပေါ့နော်အဲ့ Facebook သုံးတဲ့သူတွေကျွန်တော် Instagram သုံးတဲ့လူတွေ VPN ခံပြီးတော့မကိန်းစော်တဲ့သူတွေအတွက်ဆိုရင်ဒါတော်တော်လေးအဆင်ပြေတယ်အားချက်ပေါ့ကျွန်တော်ဒီ VPN အခုမှ VPN IFY ဆိုတဲ့ဟာလေးကိုကျွန်တော်တင်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီ Super VPN ဆိုတာလေးစားနေတယ်အဆင်ပြေရင်တင်ပေးပါမယ်အခုဒီကောင်လေးကြတော့အဲသုံးရတာအဆင်ပြေလို့တင်ပေးတာဖြစ်ပါတယ်ဒါက အာဝယ်သုံးရတာမဟုတ်နော် free သုံးရတာပေါ့နော် okay အဲ့တော့ဒီမှာ speed ကိုမြင်တဲ့အချိန်မှာကျွန်တော်ဒီတက်ပြပြပြတော့မှာ speed ကပို့ပြီးတက်တက်တော့မှာဖြစ်တဲ့အတွက်ကြောင့်သုံးရတာအဆင်ပြေတယ်အားကြောင့်မို့ဒီနေ့ video လေးကိုပြောပြပေးရဖြစ်ပါတယ်ဒီနေ့လည်းသူတော့ဘယ်လို VPN နဲ့သုံးနေလဲ VPN သုံးရတာအဆင်ပြေလားအခုအဲ့တော့ကိုသုံးတဲ့ VPN လေးအောက်မှာမှတ်သွားပြီလို့လည်းရတယ်သုံးရတာအဆင်ပြေတယ်ဆိုလည်း recommend ပေးတော့လို့ရပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဗျာ